မြိတ်တနင်းသားရီကာလမကြီးပေါ်ရှိပတောင်းကျေးရွာအုပ်စုကကျင်းနှန်းတိုင်းတရားဆစ်ဆေးဂိတ်မှာစားသောက်ကုန်တည်ယူခွင့်ပေးလိုက်တယ်လို့တနင်းသားရီမြို့နယ်ဒေသခံပြည်သူတွေကပြောပါတယ်ဧပြီလ25ရက်မနေ့ပိုင်းကစပြီးမြိတ်ကနေတနင်္သာရီမြို့နယ်ဘက်မှာအသားငါးနဲ့တခြားကုန်ပစ္စည်းတွေရောင်းချနေတဲ့ကားတွေကိုဂျင်းနန်းတိုင်းစစ်ဆေးဂိတ်က စားသောက်ကုန်တွေတင်ဆောင်ခွင့်မပေးတော့ဘူးလို့တနင်္သာရီဒေသခံပြည်သူတယောက်ကပြောပါရယ်အဲ့ဒီဂိတ်မှာအခုနှစ်အစပိုင်းလောက်ကတည်းက ဆိုင်အိတ်တင်ဆောင်တဲ့တင်းသားရီမျိုးနယ်ကကားတွေကိုစစ်ကောင်စီတပ်သားတွေကအတင်းအကျပ်စစ်ဆေးမှုတွေလှုံ့ဆော်ခဲ့တယ်လို့ကားသမားတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဆက်နွယ်တဲ့ဆိုပြီးဆွဆွဲကဖန်စီပီကားပါတိုက်ဆဲတဲ့လောက်ရက်တွေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဧပြီလ15ရက်နေ့ကလည်းမြစ်ကနေဆိုင်အိတ်တင်လာတဲ့ကားပေါ်ကတင်းသားရီမျိုးနယ်အေးသာယာရွာကတားဖားနှစ်ဦးကိုစစ်ကောင်စီရဲ့ဂျင်းနန်းနိုင်စစ်ဆေးကိတ်ကဖန်စီလိုက်ပြီးဒီကနေ့အချိန်ထိပြတ်လွတ်ပေးခြင်းမရှိသေးပါဘူး။ စစ်ကောင်စီကတနင်္သာရီမြို့နယ်ကကျေးရွာတွေကိုရိုက်ခါကားတွေဖျက်ဆီးခွင့်မပြုတာနှစ်ချီကြာနေပြီဖြစ်လို့ကုန်စင်နှောင်းတွေလည်းမြင့်တက်မှုဒဏ်ကိုဒေသခံတွေခံစားနေကြရပါတယ်ရှင်။